ယူကရိန်းကိုထောက်လှမ်းရေးအချက်အလက်မျှဝေမှုအမေရိကန်ရဆိုင်၃ဦးကြာလာပြီဖြစ်တဲ့စစ်ပွဲအဆုံးသတ်နိုင်ရေးငြင်းငြင်းစွာအပြေရှားဖို့ယူကရိန်းနဲ့ရုရှားကိုဖိအားပေးနေချိန်မှာယူကရိန်းဘော်ထောက်လှမ်းရေးတရင်အချက်အလက်မျှဝေတာကိုဖျက်တောက်လိုက်ကြောင်းအမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA ညွှန်ကြားရေးမှူးဂျွန်ဒရက်ကလစ်ကပုတ်ထုနေ့မှာ ပြောပါတယ်ယူကရိန်းတမရဘိုလိုတီမာဆီလမ်စကီနဲ့ပြီးခဲ့တဲ့အပတ်ကအင်ဖြူရာမှာအခြေတင်ဖြစ်ခဲ့ပြီးနောက် အခုသတင်းပတ်အစောပိုင်းမှာတမ်မရသောနယ်ထရက်ကယူကရိန်းအတွက်အစီရေကူညီတွေကိုလည်းရပ်ဆိုင်းထားတာပါဒါပေမဲ့အင်ဖြူတော်ဖြစ်ရအတွက်ဆီလမ်စကီကဝန်ထမ်းကြောင်ထုတ်ဖော်ပြောဆိုထားသလိုရုရှားနဲ့ညဉ့်ညဉ့်ရေးဆွေးနွေးဖို့အဆင်သင့်ဖြစ်နေပြီလို့ပြောထားလို့ဒီလိုသတင်းအချက်အလက်ဖြတ်တောက်တာကယာယီဖြစ်ပွားရှိတယ်လို့ CIA အကြီးကြီး Red Click က First Business သတင်းဌာနကိုပြောပါတယ် ဆင်းရဲအကူအညီနဲ့ထောက်လှမ်းရေးသတင်းတွေဖျက်တောက်ထားတာရက်သွားမဲ့ထင်တယ်လို့ Rap Clicker ဆိုပါတယ်။ရန်လိုတိုက်ခိုက်မှုတွေကိုယူကရိန်းနဲ့အတူလက်တွဲပြီးပြန်သုံးနိုင်ရမှာဖြစ်တယ်လို့ငင်းငင်းရေးဆစ်ဆန့်ညှိနှိုင်းမှုတွေရှေ့သစ်တက်နိုင်ရေးအတွက်ပိုပြီးကောင်းမွန်တဲ့အခင်းကျင်းဖန်တီးနိုင်ဖို့လေလက်သွဲဆောင်ရွက်သွားမယ်လို့သူထင်ကြောင်းပြောပါတယ်။ 2022ခုနှစ်စစ်ပွဲစတင်ကလေးကအမေရိကန်ဟာယူကရိန်းကိုရုရှားတပ်ဖွဲ့တွေကိုပြင်းထန်ထားတိုက်ခိုက်နိုင်ဖို့လိုအပ်တဲ့ရည်ကြီးအချက်လက်တွေအပါအဝင် ထောင်နိုင်ရေးဆိုင်ရာသတင်းအချက်လက်တွေပါပို့ပေးနေတာပါ။တမ်မလာထရိုင်ရဲ့အမျိုးသားလုံခြုံရေးအကြံပေးမိုက်ဝေါ်ကယူကရိန်းနဲ့ထောင်နိုင်ရေးဆိုင်ရာဆက်ဆံမှုတွေကိုပြန်လည်တုံ့တက်မယ်လို့ပုတ်ထူးနေမှာသတင်းထောက်တွေကိုပြောပါတယ်။တချိန်ထဲမှာပဲယူကရိန်းနဲ့တပ်တပ်တို့ဆိုင်ရာသဘောတူညီချက်တရက်ကိုလက်မှတ်ရေးထိုးဖို့နဲ့ ငင်းချင်းရေးဆွေးနွေးပွဲများစတင်ဖို့အလျင်မြန်လှုပ်ဆောင်နေကြောင်းလဲဝါက CPN နေယူကိုပြောထားပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။